hello ဟောပြီနော်အားလုံးမင်္ဂလာပါနော်ကျွန်တော်တို့ဒီတစ်ခါကျတော့ဒီ CSS ရဲ့ chain selector ပေါ့နော် chain selector ဆိုတာဘာလဲပေါ့အဲသူကတော့ကျွန်တော်တို့ CSS ရဲ့ပေါ့နော်ဟိုဟာလေးတွေ block command DMP ပေါ့နော် chain လေးတွေကိုဟောလောက်တာပါပဲအဲအားလေးသိအောင်ကျွန်တော်ဥပမာလေးနဲ့ဟောလောက်မှာပေါ့ရေးလိုက်ပြောရမယ်ဆိုရင် မိဘရှိတယ်ပေါ့အဲ့ဒီမိဘနဲ့ပြီးတော့ကလေးတွေဘယ်နှယောက်ဘယ်နှယောက်ရှိတယ်လို့ပဲပေါ့နော်သူကလည်းအဲ့လိုပဲအစင်းစင်းပေါ့နော်ဒီဟိုမှာအများကြီးရှိရပေါ့ပုံစံတူဟာတွေအများကြီးရှိတယ်အဲ့ဒီထက်ကနေမှကိုပေးခြင်းတဲ့စတိုင်ကိုပေးတာပေါ့နော်ဥမာ DIY ဒါမှကျွန်တော်က DIY.amin ဆိုပြီးအတားခောက်ကြည့်တဲ့ဒါဆိုရင် DIY တွေကကလပ် main ပေါ့နော်အဲ့မှာအဲ့ထဲမှာ DIY.1 ပေါ့အဲ့လိုမျိုးရေးလိုက်မယ် ပြီးတော့ဒီရန်ပီအဲတော့တော့1လို့ရေးမိတော့เนาะအဲ့လိုမျိုးကြီးလိုက်လောလောဆယ်မရေးသေးဘူးဒီရန်ပီလို့ပဲเนาะလောဆယ်မရေးသေးဘူးကလပ်တွေမထည့်သေးဘူးအဲ့ဒီရန်ပီအော် sorry တခုပဲထည့်အောင်မယ်တခုပဲထည့်အောင်မယ် sorry เนาะတခုပဲထည့်အောင်မယ်အဲ this is party အမေเนาะ this is this is one ပေါ့เนาะ one เนาะအဲ့တော့အဲ့လိုပဲအဲ့ဒါလေး copy ကူးအောင်၅ချိန်လောက်ကူးလိုက်မယ်เนาะ လေးချိန်လောက်ပေါ့ဝမ်းပြီးရော2 2ပြီးရော3ပေါ့နော်3ပြီးရော4ပေါ့ Okay ဒါဆိုရင်ငါတို့အဲ DMB ဘယ်နှခုရှိသွားပြီလဲပေါ့နော်၄ခုရှိသွားပြီအဲ့တော့ DMB ဆိုတဲ့အတွက်ကြောင့်မလို့အဲသူကဘယ်လိုပြနေလဲဆိုလို့ရှိရင်အဲတလိုင်းပြီးတလိုင်းဆင်းပြီးရောပြတယ်ပေါ့နော်အဲ့ပုံစံလေးတော့ရှိတယ် โอเคပါဆိုတော့အထက်မှာငါတို့อ่ะกว่าဥပမာငါတို့อ่ะဒီမှာ main ဆိုတော့အဲဟွာရှိတယ်ဆိုပါဆိုเนาะ DMB ရှိတယ်ဆိုအဲ့ DMB ဒီကနေမှာဒီမှာအဲ့ထက်မှာဆိုဒီမှာ DMB တစ်ခုနှစ်ခု၃ခု၄ခု၄ခုရှိတယ်ပေါ့ကွာအဲ့ထက်မှာဟုတ်ပြီဒုတိယမြောက် DMB ဆိုလို့ရှိရင်ဒီဒုတိယမြောက် DMB ကိုငါတို့ပေးပါဆိုလို့ရှိရင်အမောအလှပြင်ပေးပါအနီအောင်ပေးပါဆိုဘယ်လိုလုပ်မလဲလုတ်တက်လားလုတ်တက်မှာမဟုတ်ဘူးပေါ့เนาะအဲ့တော့အဲ့လိုပုံစံမျိုးပေါ့အဲ့တော့ငါတို့ဒါဆိုရင် အဲ့ဒုတိယမြောက် TIB ကဘယ်ထဲမှာဆိုတော့ဒီ main ထဲမှာရှိရမလားဟုတ်တယ်မလားအဲ့ဆိုအဲ့ဒီ main ကပါတော့ကလပ်မလား .main main ပေါ့နော် .main ပေါ့အဲ့ထဲရမှာပါတော့ TIB ဆိုတဲ့အမျိုးအစားမလားဟုတ်တယ်မလား TIB ဆိုတဲ့အမျိုးအစားမလို့ငါတို့ဒီမှာ TIB ဆိုပြီးရော column နော်အဲ့ ီ domain ဆိုတဲ့ class ထဲမှာဒီ DMB လေးတွေဆီရမလို့ DMB colon ဆိုပြီးခေါ်လိုက်တာပေါ့နော်အထက်မှာမှာငါတို့ကဒီမှာ first first child ဆိုပြီးတော့ဒီမှာတွေ့လာဒီမှာတစ်ခါတည်းပါတယ်ပေါ့နော်အဲ့ဒါလေးယူလိုက်မယ်ပြီးရင်ဒီမှာ background ကို color ကို red လို့ပြီးလိုက်မယ်အဲ့ဒီမှာဒါလေးကအပေါ်ဆုံးကောင်လေးအနီလေးပြရတယ်တွေ့လားအဲ့လိုမျိုးလေးတွေပေါ့နော်ဟုတ်ပြီအဲ့အောက်ဆုံးဟာကိုငါတို့ပြချင်ဘယ်လိုလုပ်မလဲဆိုရင်ငါတို့ကဒီမှာဒီမှာ less ဆိုပြီးရေးလို့ရတယ်ဒီနေရာမှာ fast moving နဲ့ less ပေါ့အဲဒါဆိုအောက်ဆုံးဟာဒါပေမဲ့ तू ကဂျားရဲဟာရောသူ auto မသိဘူးပေါ့နော်အဲတော့ less မှာငါတို့ဒီမှာ profit တယ်ကွာတကယ်လို့ငါတို့ fight ထိုက်လိုက်မယ်နော်တဲ့ fight ပြီးတော့စိတ်လိုက်မယ် control နဲ့စိတ်လိုက်မယ်ဒါဆို fight ကိုရောက်သွားတွေ့တာပြောချင်တာ less ဆိုတော့အောက်ဆုံးဟာကိုပဲ तू အမြဲတမ်းဟွာလုံးပါနော်စတိုင်ပြရနေမှာအဲငါတို့ဒီမှာ DMB တစ်ခုထည့်လိုက်မယ် DD SIA 6အဲ6ကိုပဲပြနေမှာเนาะဘာဖြစ်လို့လဲ तू อ่ะလက်ဆိုတော့အောက်ဆုံးဟာကိုပဲပြနေပုံเนาะအဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်ဟိုဒုတိယမြောက်ကိုပဲဆိုရင်ဘယ်လိုလုပ်မလဲဒုတိယမြောက်ဆိုရင် तू ND8 တို့ဘာလို့သိရမလား ND8 လေ ND8 chain ဆိုပြီးတော့ဟုတ်လားเนาะ ND8 chain ပေါ့အဲ့မှာငါတို့က2ဆိုပြီးတော့ရေးလိုက်မယ်ဆိုအဲ2เนาะတကယ်လို့ငါတို့က ND8 chain တကယ်လို့၄ကိုငါတို့က နည်းပေးချင်ရင်ဒီမှာ4ဆိုပြီးတော့ပေးလိုက်ပေါ့เนาะအဲ့ဒါဆိုဒါ DMP ထဲမှာဒီ main main ဆိုတဲ့ခဲရနေပြီးတော့ရှိတယ်ဒီ DMP ဆိုရကောင်နေပေါ့เนาะတကယ်လို့ဒီ main ကိုငါတို့ဖြတ်ချရင်လည်းရတော့ရပါတယ်เนาะနော်ဒီ main ကိုဖြတ်လိုက်ရင်လည်းရတော့ရတယ် top main ကိုဒီ top main ဆိုတဲ့ class ကိုပေါ့เนาะဒါပေမဲ့ထည့်လိုက်ရင်တော့ပို့ပြီးတော့တိကျတာပေါ့เนาะဒီ top top main ဆိုတဲ့ class ထဲမှာမှာဒီကောင်လေးတွေဒီကောင်လေးတွေရှိတာမလို့လေဟုတ်တယ်မလားအဲ့လိုမျိုးတွေ ဒါမှမဟုတ်ဒီလိုမျိုးလည်းပြောလို့ရတယ်ဒီ DIB column ဆိုရဲဟာလေဒီကောင်သူ့ရဲ့ DIB မျိုးမျိုးရိုးဖြစ်နေလို့နော်တကယ်လို့ကိုက P တွေကိုခိုင်းတော့မယ်ဆိုလို့ရှိရင် P tag တွေကိုကျွန်တော်တို့ P tag 5ခုလောက်ရှိမယ်ဆိုရင်ကြတော့ဒီမှာ P column ဖြစ်မှာပေါ့ P column and DA ဖြစ်မှာနော်အဲ့လိုမျိုးလို့ DIB and DA ပဲရှိလို့တော့ခိုင်းလို့ရတာမဟုတ်ဘူးအဓိကဒီရှိမှာတက်တွေလာမှာပဲနော်သူ့ရဲ့တက်တွေလာမှာပဲโอเคနော်โอเคဆိုတော့ဒီလောက်လောက်ဆိုရင် ဒါ chain selector တွေကိုတော်တော်လေးပပနဲ့နဲ့တိသွားပြီးတော့မျောလင့်ပါတယ်เนาะအဲအဲ့ဆိုတော့ဒီခါကျဘယ်နည်းနည်းထူးဆန်းသွားပါလို့လေးလုံးရင်ကောင်းမလဲဆိုတော့အဲဒီ event number ပေါ့เนาะ event ဆိုစုံပေါ့ off ဆိုတော့မပေါ့เนาะအဲမမမခဏန်းတွေကိုပြန်ကတော့အနီပေးခြင်းလေဆိုဘယ်လိုလုပ်မလဲဆိုဒီမှာခဏန်းမရေးဘဲနဲ့ ODD off လို့ရေးလိုက်ရင်ဟိုရတယ်ပေါ့เนาะအဲဒီမှာတွေ့လာဒါဆိုမเนาะနည်းနည်း ဘလို့နေတယ်အဆင်ပြေတယ်ပေါ့နော်မိုက်တယ်ဆိုတော့နောက်တစ်ခုအော့နေရမှာငါတို့ကဘာဘာလို့ရေးလို့ရသေးလဲဟိုပါပေါ့နော် event ပေါ့နော်အဲ sorry အော့လိုပဲရေးလိုက်အော့လိုပဲရေးလိုက်နော်အော့နေရမှာဒီမှာအမဲအနီလေးပြေးလိုက်တယ်ဟုတ်ပြီအဲ့ဒါကိုပဲငါတို့ပြန်ကူးလိုက်မယ်ကွာပြန်ကူးလိုက်မယ်ပြီးတော့ပြီးတော့အားရဒီမှာ event ရေးလိုက်မယ် event ရေးပြီးတော့ဒီမှာဟို red red ပေါ့ blue ပေါ့ blue ပြေးလိုက်မယ် အဲ့ဒါပြောချင်တာကျတော့ပါတယ်ဒါဆိုတစ်ကမမလားမတတိယလည်းမဖိုက်ကလည်းမဒါပေမဲ့ဈားတဲ့စုံနေကြတော့ပါလေအပြာလေးနေဟဟာဝင်သွားတယ်ပေါ့အဲ့တော့မစုံမစုံမစုံဆိုပြီးတော့ဒါမမဆိုရင်မအတွက်အနီရောင်စုံစုံစုံအတွက်အပြာရောင်လေးနေပြပေးထားတယ် highlight လေးပြပေးထားတယ်ပေါ့နော်အဲသူနဲ့တက်ဆိုင်ရာစတိုင်လေးတွေဝင်နေတာပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တယ်ပေါ့အော်တနည်းအားဖြင့် ီဟာလေးတွေကငါတို့ဘယ်လိုနေရာမျိုးတွေမှာအသုံးဝင်တတ်လဲဆိုလို့ရှိရင်အဲဥမာတေဘယ်တွေဘာတွေမှာဆိုလို့ရှိရင်လေအဲအဲ့ဒီတေဘယ်တွေဘာတွေဆိုလို့ရှိရင်ငါတို့ကဒီ event တို့ all တို့အထိကထားပြောပေါ့နော်သူ့မှာ rule ရှိရတယ်အဲ့ဒီ rule ပေါ်မှာဘူးဒီပြင်ငါတို့ background color သတ်မှတ်လို့ရတာပေါ့နော်အဲအဲ့တော့ဥပမာလေးပြပါဦးမယ်ငါတို့ CSS တေဘယ်ပေါ့နော် TAB လေးတေဘယ်ပေါ့ ရှာကြည့်ပေးမယ်နော် CSS တေးပဲဗောနော် CSS style တေးပဲဆိုတာရှိပဲနော်ဒါတခုသေးစကူမှာနော်ဒီပါဒီပုံစံမျိုးလေးဖြစ်လိမ့်မယ်အဲ့ဒီမှာဗောနော်ဒီလိုမျိုးလေးတွေဗောအဲ့ဒီမှာဒါဆို CSS ကို style လောက်တာဗောဒီမှာကျွန်တော်ပြောခဲ့တယ်ဒီမှာနော် event နဲ့ဗောနော်ဒီမှာ anti h chain event ဆိုရယ်ကောင်း ဲ့တော့ဒီဟာလေးကိုတော့ဖြစ်နိုင်ပြီဆိုရင်ဒါအင်စာလေးပေါ့နော်အင်စာလေးလှုပ်ကြည့်ပေါ့ဒါအမဟုတ်အင်စာလေးလှုပ်လို့အရင်တစ်ခါလဲကျွန်တော်သင်ပေးရနေတူပါတယ်နော် event နေ order နော်သင်ပေးပါတယ်နော်သင်ပေးရနော်အဲ့ဒီဟာလေးလိုက်လို့ကြည့်လို့ရတယ်တည်လားနော်အဲ့ဒီမှာဒါဆိုရင်ဒါ event source ဆောင်းကကျွန်တော်ပြောတဲ့ anti-aging event ကိုဒီနေရာမှာအတိတုံးလိုက်တာပဲဟုတ်လား ဒီ CSS ရဲ့ပါတော့တီယာဆိုတာသူ row ပေါ့နော်ဒီမှာဒီတီယာဆိုတဲ့ဒီမှာ row လေးတွေကိုအဓိကထားသုံးလိုက်တာနော်ဒီမှာဆိုရင်စုံလေးတွေကိုပေါ့သုံးလိုက်တာပါနော်ဆိုတော့အားလုံးပဲဒီအရင်တော့ကျွန်တော်ရေးပြဘူးရေးပြဘူးရဲ့နေတူပဲပေါ့နော်ကျွန်တော်လည်းတခြားတော့ကောင်းကောင်းတော့မမှတ်မိလိုက်တော့ okay ပါဆိုတော့ဒါကတော့ကျွန်တော် nda chain ကိုဟိုပါပေါ့နော် chain selector ကိုကျွန်တော် share share ရှင်းပြလိုက်တာဖြစ်ပါတယ်ဆိုတော့ ားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါပါဘယ်မှာ